အမေရိကန်နဲ့ဆက်ဆံရေးပြန်အဖက်ဆင်နိုင်မယ်လို့ယူကရိန်းသမ္မတယုံကြည်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့သူဆက်ဆံရေးကို ပြန်အဖက်ဆင်နိုင်မယ်လို့ယုံကြည်ထားပြီးတယန်းစားသာသဘောတူညီချက်တည်းရဲ့လက်မှတ်ရေးထိုးဖို့လဲဆန္ဒရှိနေစေ ဖြစ်တယ်လို့ယူကရိန်းသမ္မတဗိုလိုဒီမာဆီလမ်စကီကမတ်လ၂ရက်နေ့မှာပြောကြားခဲ့ပါတယ်ဒါပေမဲ့တကားပိုက်ဆွေးနွေးမှုတွေဆက်လုပ်ဖို့လိုကြောင်းလည်းပြောပါတယ် ရင်းရင်းရေးသဘောတူညီချက်အတွက်ရုရှားလက်ထံနေမြေလက်လှုပ်ပေးရဖို့တော့လက်ခံမှာမဟုတ်ဘူးလို့ယူကရိန်းတမ္မရာကထပ်ပြောပါတယ်။ရင်းရင်းရေးအစီအစဉ်မူကျန်းတရက်ရေးဆွဲပြီးတော့အမေရိကန်ကိုပေးဖို့ရေးဥရောပခေါင်းဆောင်တွေနဲ့ဆွေးနွေးခဲ့အပြီးမှာအခုလိုပြောခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့မတ်လ၂ရက်နေ့ကလန်ဒန်မှာလုပ်တဲ့ထိပ်တီးဆွေးနွေးပွဲအပြီးမှာလေဆိပ်မှသတင်းထောက်တွေကိုအခုလိုပြောခဲ့တာဖြစ်ပါတယ်။ ဆီလမ်စကီရဲ့ပုံစံဟာတက်ကြွနေပုံရပြီးဥရောပနိုင်ငံတွေရဲ့ပါပုံမှုအတွင်းကျေးဇူးတင်ကြောင်းလည်းပြောကြားခဲ့ပါတယ်ယူကရိန်းကောင်ဆောင်ဟာပြီးခဲ့တဲ့တောက်ကြံလေးကဘဲဥပုံရုံးကမ်းမှာအခြေတင်ဖြစ်ခဲ့တဲ့ကိစ္စနဲ့အမေရိကန်နဲ့ဆက်လက်ဆက်ဆံလို့တဲ့သဘောထားအကြားဘက်မြအောင်ထိန်ပြောခဲ့ပါတယ်။ဖို့ဖြိုပြီးကဘာရဲ့ကောင်ဆောင်ဖြစ်တဲ့အမေရိကန်ဟာယူကရိန်းအပေါ်အကူအညီရပ်တန့်မယ်လို့မထင်သလို့ ရုရှားသမ္မတဗလာဒီမာပူတင်ကိုကူညီမယ်လို့လည်းမထင်ကြောင်းစီလမ်စကီးကထပ်ပြောခဲ့ပါတယ်။ဒါပေမဲ့ဘီလိုရက်လက်အတွက်မစိုးပြင်ဆင်ထားတယ်လို့ပြောကြားခဲ့ပါတယ်။လက်မှတ်မထိုးလိုက်ရတဲ့တယန်စာသသဘောတူညီချက်ကလည်းထိုးဖို့သဘောတူပြီးသားဖြစ်တဲ့အတွက်အသေးရှိကြောင်းအမေရိကန်ဘက်ကလည်းအသေးဖြစ်မယ်လို့ယုံကြည်ကြောင်းပြောခဲ့ပါတယ်။အမေရိကန်ရီပက်ဘလီကန်ခေါင်းဆောင်တို့ကတော့ဆက်ဆွေးနွေးချင်ရင်ယူကရိန်းဘက်ကစီလန်စကေးထွက်ပေးဖို့လိုတယ်လို့အမှတ်ချက်ပေးထားပါတယ် ဆီလမ်စကီကတော့လက်ရှိမှာရွေးကောက်ပွဲကျင်းပဖို့မလွယ်တဲ့အတွက်သူ့နေရာပြောင်းဖို့ဆိုတာမလွယ်ဘူးလို့သတင်းထောက်တွေကိုပြောခဲ့ပါတယ်။ဒါအပြင်ရွေးကောက်ပွဲပြန်မပြန်အောင် သူ့ကိုသားဖို့ဆိုတာလည်းပိုခက်မယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဒါပဲမဲ့သူပြောခဲ့သလိုပဲယူကရိန်းသား MATO အဖွဲ့ဝင်ဖြစ်ခွေရရင် သူထွက်ပြေးဖို့အသေးပဲလို့လည်းပြောကြားခဲ့ပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။